စားအမှန်ပဲရန်ပိုင်စုဖုန်ခန့်စီပေးတာခင်ဗျမြဖုန်ခန့်ပြတင်ပေးဖို့ထားတယ်မေမောဦးရလာသေးခင်ဗျမေမောဦးတော့ချက်ဆွဲလာပြန်ပြီဝီလျံဒီချိန်မှာတော့မေမောဦးရဲ့ထိုးပေါက်တိုက်စစ်စင်မှုကိုဝီလျံအကောင်းဆုံးဟန်တာခဲ့တယ်ဆိုပေမဲ့ဒီချိန်မှာတော့သူ့အနေနဲ့တရားရဂိုင်းလုံးပြည့်စောင်းဆောင်နိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာကွင်ရလေအနေငယ်ချောနေတဲ့နေသားတစ်ခုမှာတော့ဝီလျံဘုံမပြရဘူးဖြတ်ထုတ်ရင်းနေပဲ ဘူးကိုတွင်းမိသွားတဲ့အနေအထားတစ်ခုကိုတော့ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။အစားအမအသင်းရဲ့ကုလေကစားသမားကျွန်တော်မခုနှစ်မင်းမော်ဦးရဲ့ကြိုးစားအထုတ်မှုတော့ကျွန်တော်ဒီနေ့မှာဒီလေးကိုပြပြထားတယ်။ဒါပေမဲ့ဟာနောက်တန်းတော့မကြုံဘူးကမင်းမော်ဦးရလာသေးတယ်။ရင်းဆိုးဝင်ရောက်ပေါ်ကနေခဲ့ကြမ်းခဲ့တာပဲဖြစ်ပါတယ်။မင်းမော်ဦးကိုရခင်ဗျာလက်ရှိချိန်မှာတော့ရရှိလာတဲ့ပြည်တော်အနေထားတစ်ခုကနေ ီကနေ့ပွဲစဉ်မှာတစ္ဆာအမန်တင်းတွဲတောက်လျှောက်ပုံစံတော်ပြနေတဲ့မင်းမော်ဦးတရရကန်သွင်းပြီးတော့တစ္ဆာအမန်တွဲဒီပါကူတကူတော့သူ့နိုင်ငံရေးပဲဖြစ်ပါတယ်ဟုတ်ရဲ့ဒီမှာတော့တော်တော်လေးကားတယ်ခင်ဗျာကိုပါမွန်ထွေအောင်ရဲ့ညာဘက်အပေါ်တောင်းလေးကိုရန်သူမကိုဝင်သွားခဲ့ရပဲဖြစ်ပါတယ်မွန်ထွေအောင်ပြစ်ပြီးတော့ကာကွယ်ကူပြီးသွားခဲ့ရင်လည်းဘယ်လိုမှမဟုတ်ဘူးနိုင်ငံရေးနော် ကျန်ရှိမှာဖြစ်ပါတယ်မြို့မဟုတ်ကြေးနာလေးမြတ်ဦးလေဦးမာမီးလာပြန်ပြီကျောင်းကောင်လက်ကန်တော်လေးဘေဘီတို့ပြီခင်ဗျာအစီမာတော့ပစာအမှန်တင်းညများများဥဆောင်ကိုလက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်မပိုင်ဖွဲ့ခြင်းဒီမှာဒီဇိုင်းနေငယ်ကြာစင်းနေလို့ ဘုံတန်ချိကြီးရဲ့မင်းမောင်ဦးလက်ရှိမှာတော့သစ္စာမှန်တဲ့အတွက်ဒီဝန်ကြီးရဲ့ဦးဆောင်ကိုတော့မောင်ရမရှိပိတ်သွင်းပြီးတော့ရယူပြီးသွားခဲ့ပြီဖြစ်ပါတယ်။ဉာဏ်တဦးရဲ့ပေးဖို့ဘဝတော်လေးကောင်းမွန်ခဲ့သလိုရှမ်းဝနအောင်ရဲ့ကံချက်ကိုမျိုးမင်းလက်ဖိုင်းဘဝမတည်တတ်တဲ့အနေထားခုကနေစာမှန်တင်းရဲ့လက်စိတ်သားမမင်းမောင်ဦးကခွေကြီးကိုပိုင်တုံးချသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာတော့ သစ္စာအမှန်တရားမကူတကူဆိုရရလနဲ့ဘုံဘုံသိန်းကိုဥဆောင်ပစားနေပြန်ပြီဖြစ်ပါတယ်။ဒီမှာသစ္စာအမှန်သိန်းမှာပဲပြန်ပြီးတော့အနာထားနိုင်ခဲ့တာဖြစ်ပါတယ်။ရှင်မျိုးထိုးပေးလိုက်ပြန်ပြီးဆုံးမျိုးတော့လိုက်မှုစ조사နေတယ်။ဆုံးမျိုးတော့ပြန်ဘုမရှေ့တက်လာတယ်။ဒီချိန်မှာလည်းရှေ့တက်လာတဲ့ဘုသမောကိုဖင်ကောင်းယူပြီးတော့သစ္စာအမှန်သိန်းသွင်းဖို့ကြိုင်းဖို့တို့조사နေခဲ့တာဖြစ်ပါတယ်။ရင်းချက်ဦးတဲ့ဖြတ်ဆိုးပေးလာတယ်ပေးပြီ။ဒီချိန်မှာလည်းသစ္စာအမှန်သိန်းရှုပ်ထားမြောက်ဥဆောင်ဖို့ရရှိတော့ခဲ့ပြီလေဖြစ်ပါတယ်။ ပြန်မတင်းရဲ့ခံစစ်ကိုပြန်မတင်းရဲ့တိုက်စစ်ကိုဟန်တာကိုကြိုးစားရင်းနဲ့အတင်းကိုကစားမနဲ့ဖြီးပြီးတော့အင်းငယ်တန်းရရှိသွားခဲ့တဲ့နေသားတစ်ခုမှာဒီခွန်ရေးကိုသစ္စာမတင်းကအကောင်းဆုံးသောတုံးချပြီးတော့ရင်ထက်ဦးရဲ့ဖန်တီသေးဖို့မှုကနေမင်းမဦးကအလင်းလို့ကြွကြွအနေထားနဲ့ဘုံမမရှိရဲ့ဘိုးပေါက်ခဲကိုပြန်သွင်းပြီးတော့သစ္စာမတင်းအတွက်စုကားမြောက်ဥဆောင်ဖို့ရောရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်